တို့ကျွန်စင်များအလုံးမမင်္ဂလာပါရှင်။နှစ်ပြန်၄ရက်ဆက်တက်လာ25ပေါ့နော်။အင်္ဂါမနက်ခင်းအတွက်ပါနော်။ line လေးတွေကအဆင်မပြေတော့ဒီနေ့မတင်ပေးဖြစ်တာနော်။အာမျောနေတဲ့ကိုလေးမှာလေရှင် sorry ပါနော်။ခုနည်းနည်းလေးတွားရအောင်နော်။ဒီမှာရှိနေတာကနှစ်။ဒီနှစ်ကဆိုရင်ဘယ်ကနန်းပေါင်းမှလဲဆိုတော့ဒီမှာရှိတယ်6 9 10အုံလုံးပေါင်းမယ်။ နော်၃လုံးပေါင်းတော့၉တစ်ပေါင်းတော့၃ညာ၃ညာနဲ့ခွန်နဲ့ပေါင်းတော့ပေါင်းချင်းခွန်၂ရဲ့ပါဝါ9ဆိုပြီးရထားတယ်နော်ဒါဆိုရင်နောက်ထပ်တစ်ပင်ဆက်သွားမယ်ဒီမှာရှိနေတာ၉ဒါဆိုရင်2တစ်တစ်ပေါ့နော်2တစ်ပေါင်းတော့၃၃တစ်ပေါင်းတော့၄၉ရဲ့ပါဝါ၄ပေါ့နော်ဒါဆိုဒီကဒီမှာရှိနေတာ၃၃က2ခွန်6ဆိုတော့2ခွန်ပေါင်းတော့9 6ပေါင်းတော့ ငါเนาะ၃နာခတ်သူက၅ဆိုပြီးရထားမယ်ဒါဆိုဒီကရှိနေတာဒီမှာ၁ နော်တက်ကဒီမှာရှိတဲ့6 6ဒီမှာလာမဲ့ထိတ်စီတစ်လုံးသုံးလုံးပေါက်မဲ့ဆိုရင်တက်ပါဖြစ်မလဲဆိုပြီးတော့ပေါ်အတိုင်းဒါ equal power နဲ့ခတ်သွားမယ်တက်6 8ပေါ့နော်ဒါဆိုလို့ရှိရင်ပေါင်းကြည့်အောင်နော်ဒီမှာရှိတဲ့6 6ပေါ့နော်6 6နှလုံးပေါင်းတော့2နောက်တစ်လုံးနဲ့ပေါင်းရင်1ဆိုတော့6ထဲမယ်6 6နှလုံးပေါင်းတော့2နောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတော့4ထဲမယ်6 6နှလုံးပေါင်းတော့2နောက်တစ်လုံးနဲ့ပေါင်းရင်10ဆိုတော့6ထဲမယ်6 6 6 6ဆိုပြီးတော့ဒါကတော့ထိတ်ပေါ့နော်ပုံမှန်လိုပဲရေးပြလိုက်မယ်ထိတ်စီလေးသုံးလုံး ုံရထားတယ်။ဒါဆိုရင်ဒီဘက်မှာကိုအပိတ်ကိုသွားရအောင်နော်။အပိတ်ကိုသွားမယ်။အပိတ်ကကြတော့ဒီမှာရှိနေတဲ့ content နှလုံးပေါင်းမယ်။နော် content နှလုံးပေါင်းလို့ညီမတို့ရထားတာပေါင်းခြင်းရှစ်ဟုတ်ပြီနော်။ရှစ်ကဆိုရင်ဘယ်ကဏ္ဍနေပေါင်းမှာလဲဆိုတော့ကဏ္ဍလေးကညီမအပေါ်မှာတန်းရေးဖို့ကြံသွားတယ်။ဒီဘယ်မှာကြတော့ဒီဘောက4 5 6ပါမယ်နော်။ ါဆိုရင်အခုတော့မယ်။သူကဒီမှာရှိတဲ့ပေါင်းခြင်းရှိကဆိုရင်ဒီမှာအရင်ချပြပြလိုက်မယ်နော်ဒီမှာရှိတဲ့ဒီမှာ၄၁၆ဒီလိုသုံးလုံးပေါင်းပါ၄၁ပေါင်းတော့၅၅၆ပေါင်းတော့၁ရှေ့ရဲ့နှကတ်၁ဆိုပြီးတော့ရပါမယ်နော်ဒါဆိုရင်ခုနောက်ထပ်တစ်ပင်ဆက်သွားမယ်နောက်ထပ်တစ်ပင်ကကျတော့ဒီမှာရှိနေတဲ့နှစ်တဲ့နှလုံးပေါင်းမယ်နှစ်တဲ့နှလုံးပေါင်းတော့ပေါင်းခြင်း၃ရမယ်နော်၃ဟာဆိုလို့ရှိရင်ခုနတိုင်းပဲ ပေါင်းတော့ပေါင်းမယ်60ပေါင်းတော့လေးလေးတက်ပေါင်းတော့ငါ3နှစ်ခါငါဆိုပြရမယ်เนาะဒါဆိုနောက်တစ်ပြင်ဆက်သွားမယ်ဒီမှာခွန်6ဟုတ်ပြီเนาะခွန်6တော့တော့ပေါင်းတော့ပေါင်းခြင်း3ဘောပဲရအောင်လေးနဲ့မှာပုံပြီเนาะတစ်ချက်လောက်တော့လိုက်ပြီးတော့ damage ကြည့်ပေးပါเนาะ1 5ပေါင်းတော့66 2ပေါင်းတော့8ဒီက3ရက်ပေါင်းပါ8ဆိုပြီးတော့ရမယ်เนาะဒါဆိုရင်ဒီခါကျတော့ဒီမှာ66 66 2နှလုံးပေါင်းတော့ပေါင်းခြင်း2ဆိုပြီးတော့နှစ်ကဆိုဒီမှာရှိတဲ့နှစ်6ဒီမှာနာမည်အပိတ်တယ်လို့ ုံးလုံးပေါင်းမယ်ဆိုရင်နဲ့ဘာဖြစ်မလဲ equal power နဲ့ကနဲ့ခွန်၄ပေါ့နော်သုံးလုံးပေါင်းမယ်ဆိုနဲ့ခွန်၄၂6ပေါင်းတော့၈နောက်တစ်လုံးနဲ့ပေါင်းရင်၂ဆိုတော့၈ရှိပြီသားဆိုတော့၄ထည့်မယ်။နောက်၈၄ပေါင်း၂၂6ပေါင်းတော့၈နောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆို၉ထည့်မယ်။၂6ပေါင်းတော့၈၈ကိုနောက်တစ်လုံးနဲ့ပေါင်း၄ဆိုတော့၆ထည့်မယ်။သူကလား၉၄၆ဆိုပြီးတော့၄၉၆ပေါ့เนาะအပိတ်ရမယ်။ရထားတဲ့ထိတ်အပိတ်ကိုအခုကနန်းလေးတွဲမယ်။၉ကို၄နဲ့တွဲတော့ ဒီမှာကိုလေးကိုကိုကိုနဲ့တွေ့တော့ကို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 6နဲ့ကို6လေးလေးလေးကိုလေး6ပေါ့เนาะနောက်တစ်ခါ6လေး6ကို 66ခန်းလေးနဲ့တဲ့เนาะအပုံးလေးတွေလည်းပါတယ်ဒီမှာ69လေးဆိုရင်ထပ်တယ်เนาะနောက်ပြီးတော့6996ဆိုရင်ထပ်တယ်6လေး6ဆိုရင်လည်းထပ်တာပဲအဲ့တော့เนาะထပ်တဲ့ခန်းလေး3ခွက်နဲ့အပူလေး3ခွက်အလုံးပေါင်း6ခွက်ပဲရှိတယ်လို့ပြန်မလဲအတွက်ပေါ့เนาะလာပြနေမှာကန်ကောင်းပြီးတော့အလိုတန်းနေပြုတ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်